အမေရိကန်ချေဆက် Amazon College ကကောက်ယူခဲ့တဲ့လူတုစစ်တမ်းအရသမ္မတတော်နဲ့ Trump အပေါ်လူတုရဲ့ထောက်ခံမှုအခုအောက်တိုဘာလအတွင်းမှာထပ်မံကျဆင်းခဲ့ကြောင်းအောက်တိုဘာ18ရက်နေ့ကထုတ်ပြန်ပါတယ် Amazon College စစ်တမ်းဟာနိုင်ငံရေးအယောင်အသွေးမပါတဲ့ဂျားနေအုပ်စုဖြစ်ပြီးနိုင်ငံရေးနဲ့တခြားလူတုစန္ဒတွေကိုစစ်တမ်းကောက်ယူပြီးသူတေသနာပြုစုထုတ်ပြန်လေးရှိပါတယ် So we take a look at President Trump here and his approval rating tick his disapproval ticks up a point this month up to 48%. his disapproval or his approval stays the same about 45သမရထရန့်အပေါ်ထောက်ခံမှုအနေငယ်ကျဆင်းသွားတဲ့အကြောင်း MSN College ရဲ့လူဒုစစ်တမ်းကိုဥဆောင်ပြုစုသူ Spencer Kimball ကပြောတော့တာပါသမ္မတထရမ့်ရဲ့လက်ရှိလှုပ်ဆောင်ချက်တွေကိုကန့်ကွက်သူ48ရာခိုင်နှုန်းရှိနေပြီးထောက်ခံသူကတော့55ရာခိုင်နှုန်းမှာပဲအရင်အတိုင်းဆက်ရှိနေတယ်လို့စစ်တမ်းကတွေးရှိခဲ့ပါတယ်။ တမရထရမ်ရဲ့ဒုတိယတမရတက်တန်းဟာအောင်မြင်မှုရှိမရှိဆိုတဲ့မေးခွန်းကိုတော့အောင်မြင်ကြောင်းဖြေဆိုသူ90နဲ့မအောင်မြင်ဘူးလို့ဖြေဆိုသူ90စီရှိတယ်လို့ဆိုပါတယ်အထူးသဖြင့်တော့အစ္စရေးနဲ့ဟာမတ်အကြားအပြစ်ခတ်ရစဲသဘောတူညီချက်ရအောင်တမရထရမ်လှုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် Republican Party ဝင်80ကနေ80ရာခိုင်နှုန်းအကြားကထောက်ခံကြပြီး Democrat Party ဝင်19ရာခိုင်နှုန်းကနေ58ရာခိုင်နှုန်းအကြားကမထောက်ခံကြဘူးလို့စစ်တမ်းကတွေးရှိခဲ့ပါတယ် တမရထရန်အပေါ်တတိပုဂ္ဂလတွေရဲ့ထောက်ခံမှုအခုနောက်ပိုင်းထပ်မံကျဆင်းလာတယ်လို့လဲစစ်တမ်းကတွေးပါတယ်အထူးသဖြင့်တော့အမေရိကန်လူထုအကြမ်းစီးပွားရေးဟာနံပါတ်1ဦးစားပေးကိစ္စအဖြစ်ရှိနေပြီးအဲ့ဒီနောက်မှာမှဒီမိုကရေစီစနစ်ကိုချင်းချောက်လာနေမှုလူဝင်မှုကြီးကြပ်ရေးကျန်းမာရေးရာဇဝတ်မှုနဲ့အိုအိမ်ဇေနုံတက်တာစေမှုစသဖြင့်နံပါတ်စင်အလိုက်ဦးစားပေးအဆင့်မှာရှိနေတယ်လို့စစ်တမ်းမှာဖော်ပြထားပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ